โอเคခင်ဗျာကျွန်တော်ဒီနေ့တော့အဲမိဘပြည်သူများအတွက်အဲဒါပြောမယ်ဆိုရင်ဒါ6နာရီတုန်းမှာကျွန်တော်တို့ဥသောပထမအဲတင်ဆက်တဲ့အစီအစဉ်လေးပေါ့ဘာလို့6နာရီတုန်းတင်ဆက်လဲဆိုတော့ကျွန်တော်တို့သုံးနိုင်ကျွန်တော်ည7နာရီမှာကျွန်တော်ညူနေရောက်အဲပြောနေကြသတင်းလေးတွေဟာအဲအချိန်လေးနေရာမှာကျွန်တော်တို့အဲဒီညအုတ်ကြီးဆိုတာဒီလိုပါဆိုတော့ဟာတာဇလန်တူလေးအဲဟာတာဇလန်တူလေး ရှိတဲ့အတွက်ကျွန်တော်တို့ဒီစီဇန်လေးကိုဒီနေ့ရှိတ်တိုးပြီးတော့ဗောနော်အဲအထူးစီဇန်နေနဲ့တင်ဆက်ပေးထားတာတင်ဆက်ပေးထားတာဗောနော်တရေကောင်းလေးရလည်းရှိတော့လေတရေကောင်းလေးရလည်းတရေကောင်းလေးရလည်းရှိတော့ရာအမှန်ဆိုရင်ကျွန်တော်တို့အဲနှစ်ချိန်မတင်ဆက်ဘူးဗောနော်မတင်ဆက်ဘူးတစ်ချိန်ပဲတင်ဆက်ရတရေကောင်းလေးတွေရှိနေတော့ရာကျွန်တော်တို့ကဒါမြတ်ပြည်သူများလည်းဝမ်းသာစေခြင်းနဲ့ဟုတ်တယ်အဲရှင်းနိုင်ထိုးကြတော့လေကျွန်တော်တို့အာတာလေးတွေကြည့်ရှုစေခြင်းနဲ့နောက်ပြီးတော့အခုအခုစောင်းထဲယူလာတဲ့တရေကလည်း ကြည်ရမယ်ကြည်ရမယ်တရေလေးကြည်ရမယ်ကျွန်တော်တို့ဘလို့အားတက်ကမယ်ပေါ့အားတက်ကမယ်ပေါ်မှာတော့ဘလို့မျိုးတက်ပြက်နေလဲဆိုတော့ကြည်ရမယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ကဲဒရင်ထူလိုက်ရပါရှိတယ်ဗျဒီဒီကလေးကိုဖွင့်ပြမှာဒါဒရင်ကထူတယ်ဟုတ်တို့အဲ့တို့ထိုင်းနေထိုင်းနေဆက်လေอืมอืมအဲတေဘောဘောစကန်ကိုကျုံထလိုက်အာနော်ဒါကျုံတယ်ဆိုတာစစ်ကူလာတာဒီကောင်တွေကအာဟုတ်တယ်စစ်ကူ80နဲ့2ယောက်လာတာဟုတ်တယ်80ကျော်လာတာပေါ့နော်80ကျော်လာအဲ့ဒါကိုဝိုင်းပြီးတော့ကြိတ်ထလိုက်တာ30တော့အရှင်းပြီးသွားတယ်30အရှင်းပြီးနော်လက်လက်တွေရောဟုတ်တယ်တော်တော်များများလဲ ညောတာဟုတ်တယ်ဟုတ်တယ်အဲလက်ကြံလေးတွေထပ်ပြီးတော့ရှင်းနေသေးတယ်ဆိုတော့ဟုတ်တယ်ဟုတ်တယ်ဒါအရှင်မြေကလည်းကောင်တော့မဖြစ်တော့ဘူးလေမသေးတော့ဘူးတော့အရှင်မြေတဲ့ကောင်တော့မသေးတော့ဘူးထပ်ပြေးတဲ့ကောင်တွေကတော့ပြည့်တိုင်းပဲอืมနော်ထွက်ပြေးတဲ့ကောင်တော့နာကားပါပဲနာကားပါပဲဒါဟိုဘက်ကလည်းခွေးဘက်ကလည်းဘယ်လောက်ထိရုပ်มาလဲဆိုကျွန်တော်တို့လေရင်နဲ့လာကြေးတာဟုတ်တယ်လေရင်နဲ့လာကြေးတဲ့အခါမှာကျွန်တော်တို့ဒီထိုင်းလေပိုင်းတက်ကိုကျူးကျူးကျူးมาဆိုလို့ထိုင်းရတယ်ထိုင်းစစ်တပ်ကလည်းချက်ချင်းစုလို့ပဲကျွန်တော်တို့တိုက်လေနှစ်စီးနော်ချက်ချင်းလှုပ်ပြီးတော့ ကြားပြက်ခိုင်းနေပေါ့နော်ဒါပေမဲ့ခိုင်းလေပိုင်နေထဲတော့ရောက်မလာဘူးလို့တော့ပြောကြတယ်နော်ဟိုတကောက်ကရောက်သွားတယ်ငါဟိုတကောက်တော့ရောက်တော့ရောက်သွားတယ်အဲ့မှာတော့တော့ဘာထူးကြသေးလဲဆိုတော့အခုကတို့ကဖာဒီတို့ကကတော်တော်လေးမိုက်သွားပြီမိုက်သွားပြီမိုက်သွားပြီဆိုတော့ဘာလို့ဆိုတော့အခုစကားစားလဲကောမကျင်တတ်ဘူးလေသူတို့ကအမေရိကပြေးနေသူကဒီဒီဂီဘီစကန်တော့ရောက်သွားတာရောက်သွားချိန်မှာဝိုင်းကျစ်လိုက်တာဝိုင်းကျစ်လိုက်တော့ဒါဖာဒီတွေပေါင်းသွားပြီဆိုတော့ဒီလိုအခုဖာဒီတို့ရဲ့တို့ဟိုပါပေါ့ ဘာဘာဘာမြန်လည်းမသိဘူးသုံးစင်းညာသုံးစင်းညာအေးအဲ့ဒီရွာကိုပုံသွားကျက်လိုက်တယ်နော်အဲ့ဒီဒီဂိမ်းပြစကန်ရှိတဲ့နေအောင်အဲ့တော့ဖာရီတို့ကလည်းအနေထားကတိရဆိုင်ပါလေဒီလိုဘက်ကိုရက်နေပြီဒါဒါတော့ကျွန်တော်တို့ကတချို့သတင်းတွေပြောလို့မရဘူးကျွန်တော်အရင်တော့ဆိုကျွန်တော်အရင်မွေလေးကျွန်တော်ပြောထားရှိပါတယ်ဘာလဲဆိုတော့ကျွန်တော်အရေးကြီးရင်ကျွန်တော်ခင်နေကတွေးနေကြတယ်တွေးနေတယ်နော်နော်တချို့ကအာဒီ GB ဘာဖြစ်တယ် PC ဘာဖြစ်တယ် BGA ဘာဖြစ်တယ်ဒါ ကျွန်တော်တို့ပြောနေကြတာပေါ့နော်ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့တချို့အရာတွေအကြောင်းအရာတွေကျွန်တော်တို့ထုတ်ဖော်ပြောလို့မရတဲ့အကြောင်းအရာတွေအများကြီးအများကြီးရှိအများကြီးရှိတယ်အများကြီးရှိပါတယ်နော်အဲ့တော့ဟိုကလည်းကျွန်တော်ဝိုင်းပြောအားလုံးကဒီချိန်မှာစစ်စစ်လုံးလုံးနဲ့စစ်စစ်လုံးလုံးဖြစ်ဖို့ပဲလိုတယ်စစ်စစ်လုံးလုံးနဲ့ကျွန်တော်တို့ကန်လိုက်ရင်ကျွန်တော်တို့စစ်ခွေးဆိုတာစစ်ခွေးစစ်တကခဏလေးအမြင့်ပြတ်တယ်ဒါပဲ အာနောက်တစ်ခုရှိတာသိရမှာဒီတို့တမိုင်းမှာလည်းရှိခဲ့တယ်လေอืมတို့ပါလေးတို့ကဘယ်လောက်တွေချက်လဲဆိုတော့အေးစိန်ကြီးတွက်တက်ချက်ကြဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့အိုက်စားလေးပြန်ပေါ်ဒါပေမဲ့ down shot ကောင်းရင်ရောအဲ့လိုဖြစ်သွားအေးပေါ့ तू ကခြင်လို့ရတယ်ဟမ်အဲ့လိုဆိုတော့အခုသူတို့လည်းဘုံသွားချက်လိုက်ပြီဆိုတော့ပြီးသွားပြီတင်းနဲ့တင်းသွားပြီအဲ့ခြင်လို့ပဲရှိတော့ဟုတ်တယ်ဟုတ်တယ်နော်ဟုတ်တယ်အာနောက်တစ်ခုကကြဘာလဲဆိုတော့နောက်တစ်ခုကကြတော့ဘောမတော်မောကွာဒီခေါင်းလေးသိရမလားအာမင်းတို့ ဖားကကြီးကိုပြန်သိမ်းတော့မှဘာညာလဲသူတို့အဘောအရေကိုလည်းပြောနေကြအဲရောင်းရောင်းနေပြီပေါ့နော်ဖားကကိုတိတ်တော့မှနီးနေပဲရှိတော့အဲမဲ့နီးနီးလေးကမှန်တယ်နီးလာတာမှန်တယ်အဲဒါတော့လာတော့600ယင်ဟာအင်အား600ယင်အင်အား600စစ်တောင်းစစ်တောင်း3ကြောင်းနဲ့အဲ6ကြောင်း3ကြောင်းနဲ့ဟုတ်လားအခုဖားကလုံခင်းသားလိုက်ရောက်လို့ပေါ့တရားမရှိဘူးဘယ်လောက်ပြော900လောက်ပြောပါ900အေးနော်ပြုတ်တာအဲ့ကြောင့်ဘယ်ကြိုက်တလောက်လားသူတို့ အဲ့တော့ကျွန်တော်လေးတစ်ခါကြရင်ပါလဲဆိုတော့အခုကလည်းအပြုတ်တဲ့လူတွေကဘာကြီးလဲဆိုကျွန်တော်ဒီမတရားစစ်သားစုစောင်းခံတဲ့ညီငယ်တွေများတယ်ပေါ့နော်ပေါ်တာစောင်းခံတဲ့လူတွေတော်တော်များတယ်နော်ဟုတ်တယ်အဲတို့ကဒီတိုက်ပွဲတွေ့ကြုံလည်းမရှိဟွတို့မပြောပါနဲ့အခုလက်ရှိဒီတက်ထဲမှာနေတဲ့ကောင်တွေမင်းအောင်လိုက်လို့ပါတော့မှာဒီတိုက်ပွဲတွေ့ကြုံရှိတဲ့ကောင်တွေတကောင်းအောင်ပေါ့ဟုတ်တယ်နောက်တကောင်တွေကစစ်တိုက်စားတဲ့ စစ်တပ်မဟုတ်ဘူးစီးပွားရှာစားစစ်တပ်ဖြစ်နေခိုးစားတဲ့စစ်တပ်လို့ခေါ်အဲဒါခိုးစားတာပေါ့နော်အေးဘူပါပဲခိုးစားတဲ့ကောင်တွေဖြစ်တဲ့အတွက်စစ်ဆိုတာမြေပြင်မှာတကယ်မတိုက်ဘူးတနလီဟိုဘောက်ဒီဘောက်နဲ့အဲဘယ်လိုပြောမလဲတိုင်းပြည်ချင်းထက်နေတဲ့စစ်တပ်ပေါ့နော်ချင်းထက်တယ်ဆိုတော့ချင်းထက်တယ်အင်းအဲ့တော့အလားအလားတခုနောက်တခုကကြတော့ဒါကတော့ကိုဒီဘက်ကသတိထားမယ်ဟာဒီကောင်လေးရုံမှာဘူးပေါ့နော်ရုံမှာဘူးကအခုတို့မန္တလေးပြည်ကထုတ်ပြန်လိုက်ပြီနော်သူတို့ထဲမှာဒီစစ် စစ်တပ်ကနေပြီးတော့လွှတ်လိုက်တဲ့တရှိုးခုနှစ်ယောက်နော်လူငယ်လေးတွေပဲလို့20ပတ်ချလေးလေးတွေမိန်းကလေးတွေပဲပါတယ်အဲ့ဒါကိုလွှတ်ထားတာပေါ်ထွက်လာတာမိသွားတယ်မိသွားတော့ဒါကတော့ဒါကိုဘက်ကတော့ဒါတနေ့တော့ဂယူဆိုင်ပါပေါ့နော်ကိုဘက်ကလည်းလက်ဦးလို့ပေါ့နော်ဟဲ့လက်ဦးလို့ဒါပေမဲ့စောကြီးကတော့တွက်ထားပြီးသားပါဒါတွေကအဲ့တော့စောင့်ကြည့်ထားတယ်ဒီဘက်မှာလည်းဒီထောင်လေးပါညာရှိပြီးသားလေးဖွင့်ရအောင်ကြီးတော့ခုပေါ်သွားပေါ်သွားတော့ဒါအဓိကတော့တော်တော်လေးကတော်တော်တေးတေးမတေးသိရမလားသူတို့သတင်းရဖို့ဒီကအမှန်ဆိုဒီလူငယ်လေးကဘလုံးထောင်လေးပြညာတက်မှာဟုတ်ကဲ့ တက်မှာဒီ20ကျော်လေးတွေอ่ะခဏလေးလက်မှုတိုက်ပြီးလွှတ်လိုက်တာလေဒါပေါ့ဒါပေါ့နော်အဲ့ဒါကြောင့်ဒီကောင်ကတအားယုံမာနေပြီဒါဘယ်လိုပြောမလဲသွေးကွက်တက်ရှုပ်ဖို့လွှတ်ထားတယ်နော်အဲ့တော့ကိုယ့်ဘက်ကလည်းနည်းနည်းဂယူဆိုင်ဖို့ပဲဒါပေမဲ့ဟိုတအားကြီးလက်လက်မှုမလို့ပေါ့နော်ဒါပေါ့ဒါပေါ့မဟုတ်ပဲတော့ဒါကောင်တွေရှုပ်ပဲဆိုပြီးတင်းဆွတ်ဆက်တက်လို့လည်းအဆင်ပြေဘူးလေအဆင်ပြေရတာလေးနော်အားလေးတစ်ချက်ကျွန်တော်တို့ပြောချင်ပါတယ်ကျွန်တော်တို့အဒီချိန်မှာအရန်ကိုကျွန်တော်အရေးကြီးတဲ့ချိန်ပါနော်။ငါအရေးကြီးတဲ့ဆိုတော့တချို့ကြလဲဟိုအရင်ကလာခြင်းမိမယ်လဲသူတို့ လာဖို့ရာကတော့အဆင်မပြေကြဘူးဟုတ်တယ်မတက်နိုင်လည်းဆိုဟဲ့လာမယ်ဟဲ့ဆိုလာတော့ကျွန်တော်ဒီချိန်မှာလက်ခံပြရတော့လေအဲ့လိုပေါ့တူလို့တူလို့ပေါ့နော်တူလို့တူလို့ဒီအဲကျွန်တော်တို့မှတွေးရတယ်ပေါ့နော်အာဒါတကယ်ဝိညာဉ်လားဟုတ်တမမဟုတ်ဘာဖြစ်လို့လဲဆိုတာလေကျွန်တော်တို့အများကြီးတွေးကြုံရတယ်အားကြောင့်ကျွန်တော်တို့ဟိုးဆိုရကျွန်တော်ပြောတယ်ကျွန်တော်စစ်တက်နဲ့ဝေးရမှာနေကြပါနေကြပါ နေကြပါလူငယ်တွေကျွန်တော်တို့ဒါအစိုးရကျွန်တော်ကြိုပြီးပြောခဲ့တယ်ပေါ့နော်ဟုတ်တယ်မကြခင်ဒီချင်းနေဒီလိုဖြစ်လာမယ်ဆိုတာကျွန်တော်တို့ကြိုပြီးတော့ကြိုပြီးတော့သိတယ်အဲကြိုပြောခဲ့တယ်ပေါ့နော်အားကြိုပြောခဲ့ပူပါတယ်ဗျာဟုတ်ကဲ့ကဲဒီနေ့ထားလိုက်ပါဒါလေးကတော့ပဒါပါလေးပေါ့နော်ကျွန်တော်လေးရှိသေးတဲ့တင်းကောင်လည်းရှိသေးတယ်ပြောချင်တာများတယ်မအချိန်မလောက်အောင်ဆိုအချိန်မလောက်ပါဆိုလို့ပေါ့နော်အဲ့ပါမှဒီမှာဘောမှပျောက်ကြီးဒီတော့နေတဲ့မနူတော့ဦးလေးကဟုတ်လားဒီကောင်ကဘောမှလေးပြီးတော့တို့ဒီဘက်ကိုပြန်မကြည့်တဲ့သဘောပုံစံတော်တော်တက်ရောက်သွားပြီကွာအေးမအင်ကွာ ငါ့ကိုအရင်လာမလို့ဒါပဲအမခံနေတော့အဲ့တော့ဒီကောင်ကတကယ်တတ်ထဲကစစ်တပ်ထဲကအရှုပ်တော်ဝင်လို့ပေါ်ထုတ်လိုက်တာပေါ်ထုတ်လိုက်ဒီအဲ့တဲ့င်းကဘယ်မှမမတက်ဘူးဟုတ်လားတို့ဒီဘက်တော်လည်းတဲ့င်းလို့ဘာလို့မှဘယ်တစ်ခုမှမတက်ဘူးဟုတ်လားဒါပေမဲ့ဒီကောင်ပေါ်လာအကုန်လုံးဘူးပေါ်လို့ပေါ်သွားလုံးစမ်းပါဘာလို့လဲအေးဟာမယ်အေးဟာမယ်ဟာမယ်ပြန်ပါလေအခုတရားမှုတွေစတွေ့လာရပြီအဲ့တဲ့အမှုတစ်ခုကိုကျွန်တော်ပြောပါမယ် ်နော်အဲ့ဒီအမှုကိုခင်ဗျားတို့မစီမံမဆောင်ရဖို့လားကျွန်တော်နာမည်တွေပါကျွန်တော်ထုတ်ပြောပါလိမ့်မယ်နော်တက်နာမည်ကတော့မုံညင်းမျိုးကနော်ခလာယအင်း15ပါဗျာနော်ခလာယ15ခလာယ15အဲ့တော့ကျွန်တော် live တစ်ခုပြောမယ်ဟေ့ဆိုရှင်လေမတရားလုထားတဲ့သူတွေအနေနဲ့ရင်တထိတ်ထိတ်ပေါ့ဗျာနော်အဲ့ဒါကိုကိုယ်တော့ပါလာပါသူမတရားလုထားတဲ့ပုံစံမျိုးတွေတွေ့လာရပြီအဲ့တော့ခင်ဗျားတို့မုံညင်းမျိုးခလာယ15 ဖြစ်ချင်တိုင်းဖြစ်နေတဲ့တပုတ်ဦးကိစ္စကိုခင်ဗျားတို့ရှင်းမလားကျောင်းနေတော့အားလုံးတော်ပြည်သူတွေသိအောင်ကျောင်းနေနဲ့ပြောရပါလိမ့်မယ်။ဟုတ်ပြီပါကျူစောပါဟုတ်ကဲ့ခလာရ15မှာနော်အဲခေါ်ပြဆိုရှင်ဌာနခွဲဘုံကြီးပေါ့သုံးခွင့်ပေါ့သုံးခွင့်ဘုံကြီးကသူနဲ့တပတ်ဆင်တယ်ဆိုတော့သူ့လိုပဲသုံးခွင့်နဲ့ပဲပေါ့ဗျာနော်သုံးခွင့်နဲ့ဘုံကြီးတစ်ဦးရဲ့ဇနီးမယားကိုနော်ဇနီးမယားကို အဲအတူတူအရက်တူတူတောက်ပြီးတော့တဲ့နော်အရက်တူတူတောက်ပြီးတော့ရရှိဒီစားရိတ်တာထဲမှာပေါ့နော်ဟုတ်တနည်းအားဖြင့်အဲမူးလို့ပဲနော်အရက်တူတူအရက်မိုးအောင်တိုက်ပြီးတော့ကျန်စီတယ်ပေါ့ဆိုလိုချင်တာကဟုတ်ကျန်စီတာလားဒါကတော့ကျွန်တော်အခုစဉ်းစားဆုံးဖြတ်တနည်းအားအခုလောဆက်လောလောဆက်ယူစားလို့ရတာကတော့အရက်မိုးအောင်တိုက်ပြီးတော့ဒိန်ဆက်ဆန်လိုက်တယ်ပေါ့ဗျာနော်အဲလိန်ဆက်ဆန်လိုက်တယ်ပေါ့အဲဘသူ့ကိုခေါ်ခိုင်းနေဆိုတဲ့ခါကျတော့ တက်ချက်ကြီးပေါ့တက်ချက်ကြီးနာမည်ကျွန်တော်သိတဲ့နာမည်ကျွန်တော်မပြောသေးဘူးเนาะအဲအဲ့ဒီဒီ performance လို့ရှိရင်လင်းရေဝုံအောင်တိုက်ပြီးတော့ဟောရေဝုံအောင်တိုက်ပြီးတော့လောက်လိုက်တဲ့ဒီပူကြီးကိုလည်းနာမည်သိတယ်ကျွန်တော်မပြောသေးဘူးเนาะဘာကြောင့်လဲဆိုရင်လှုပ်ရှင်တာလှုပ်ဆရာရှိတာလေးလှုပ်ပါစေဦးပေါ့เนาะကျွန်တော်ကဲအဲ့ဒီအမှုကတော့တော်တော်လေးလေးနဲ့လားလေးနဲ့လားပြီဒါပြောလို့ဒီတို့ဘူကြီးချင်းပေါ့เนาะတကယ်ချင်းချင်းတပတ်စင်နေတပတ်စင်နေတပတ်စင်နေတတတဲ့အခုတတတဲ့လေးဖြစ်တယ်အဲ့ဒါကိုသူ့ယောက်ျားပဲရောက်နေတယ် ပြောင်ကြရလဲရှိတယ်အဲ့ဒါကဟမ်ရှိရတယ်ကောင်သူယောက်ျားအခုသူပြောပုံစံမူးသားတယ်ခင်ဗျာပေါ့ဟုတ်ပြောင်ကြမူးသားတယ်အဲမူးသားသူမိမလည်းတောက်လားမတောက်လားတောက်လို့ဖြစ်မှာတောက်လို့ဖြစ်မှာကွာတောက်တော့မူးနေပြီမူးနေဆိုတော့အဲသူကအခုကလှုပ်လိုက်တယ်လှုပ်လိုက်တဲ့ဆိုတွေကဒါတော့ဟွာမရင်းဖြစ်သွားပြီလေအဲ့လိုအဲ့လိုဖြစ်သွားတယ်ဒါမှမဟုတ်ကလည်းခံလို့နေမှာပေါ့အာတမောလေးသူကသူယောက်ျားမနာမလာလို့လည်းပါအဲ့ဒီနားတော့တော်တော်ဆိုတော့ရာကြီးတိခံထားပါလေအဲ့တော့တက်ချက်ကြီး သွားပြီးခေါ်လာပေးတယ်ခေါ်လာပေးတဲ့အခါမှာအရက်တူတောက်ကြတယ်တောက်ကြပြီးတော့စာရိတ်သားထဲမှာပဲကံရတယ်အာကာမဘယ်လိုခေါ်မလဲဆိုရှင်ကြံစီလိုက်တယ်ပေါ့ကာမကြံစီလိုက်တယ်ပေါ့ကာမဒါနာလိုက်တယ်ကာမရယူလိုက်တယ်ပေါ့အဲရယူလိုက်တဲ့အမှုကအဲ့မှာမပြီးသွားဘူးအမပြီးတော့တော့ဒီအမျိုးသမီးကမချေတတ်ဘူးအာမကြေတတ်တဲ့အခါမှာ तू မပြီးလို့လဲဒီတိုင်ရင်မူရဲ့မိမကတွားညိတယ် อืออะตูนี่มาพยายามตัดเอ้ยไอ้ไอ้มูก็เอ๊ะๆป่ะเราเบมาจริงๆเนาะโหเค้าနိုင်ငံအကြီးကြီးတွေမှာလေကျွန်တော်တို့ဒီအရာရှိဒီကအဲ့လောက်ဒီမဟုတ်ဘူးအရာရှိကတော်တွေကတော်တော်ဆိုးတာသူတို့ကအုတ်ချုပ်နေတာသူတို့ကြောက်ရပုံစံမျိုးပြတိုက်ရိုက်တိုက်ရိုက်သူတို့ကအာနာပေါ်ပါပြရရမလာပြောနေတာဒီဖြစ်ရက်ကဒီဖြစ်ရက်ကသူစမှာပဲ တို့တက်တက်တော့သိကုန်။ပြောသွားပြီးတော့ညှိနိုင်တာ哦။ညီမလေးရဲ့မတိုင်ပါနဲ့ပေါ့။အစံငွေ330ပေးပါမယ်ဆိုတဲ့ပုံစံနဲ့သွားညှိတယ်။330လောက်လာပြန်ပြီ330လောက်လာပြန်ပြီ။330ပါလိုက်ပါလားပြောလားရနိုင်တယ်။တိုင်းတော့ဒီကောင်ကအော်ရေဦးသားအမကြီးကသွားကြည့်အမကြီးအမကြီးကသွားကြည့်တယ်ဆိုတော့အမကြီးလည်းဒီကောင်နေကဘာညာဘာညာရှိလိုက်မယ်တိုင်းမိမနဲ့လေဟုတ်လားအင်းဟုတ်တယ်မလားနော် ကြားထဲညှိပြီးရဆိုတော့လေအေးပါအဲ့တော့သိန်းသုံးတဲ့ခေတ်ကဆိုရှုပ်သွားပြီသိန်းသုံးနဲ့ရှင်းရခက်နေတာအေးသိန်းသုံးတဲ့တော်တော်ရှုပ်နေတယ်ဟာမင်းတို့ကသိန်းသုံးတဲ့သွားပြီးတော့ဟိုကလည်းရှင်းအောင်ဟာဒီမှာခိုင်နေလို့တော့သိန်းသုံးတဲ့စောက်ပြတ်နေတာဟောလာပြီးသိန်းသုံးတဲ့လာပြီးတော့နေပြည်တယ်ဆိုတော့အင်းသိန်းသုံးတဲ့ကဟိုကထပ်ရှုပ်ပြန်ရေးဒီကြတော့ရတော့အဲ့ပါ तू ကအဲ့လိုမျိုးညှိလိုက်တဲ့အချိန်မှာမင်းမပြောနဲ့လေဟာမင်းကြုံပြောနဲ့လေမင်းလာတော့ကနားမတော့လေလေမင်းအဲ့လိုကြုံပြောမှတော့နောက်ကလူကြီးကုန်သိတယ်မင်းစက်ကောင်းကန်းရအောင်ပါကြုံပြောနဲ့နားတော့ကနားနေ အညီတဲ့အခါမှာတော့သူကြီးရဲ့အချိန်မှာကြားသွားတဲ့ရဲမိတယောက်စီကနေပြီးတော့တရင်ကဆက်ပွားပါလေပွားပါတော့မှမျိုးသမီးရဲ့ဘူးဒီယာပြေးကြားကတိပါတယ်ပြီးတော့ဒေါသထွက်တာပေါ့ဗျာသူသူကိုကိုပေါ့ဗျာနော်သူသူကိုသူ့မိမထိတဲ့ခါကျတော့သူ့မိမကဒါမျိုးကြံစီလိုက်တယ်မင်းလိုက်မင်းချစ်လိုက်တယ်ပေါ့ဗျာနော်ပြောရမယ့်စိတ်ရှိတယ်အတူတူတော့ဟုတ်လားလေ तू ကပြောချင်တာအေးပထမတော့တိောက်ရတာမသိသေးဘူး ออဖြစ်တာကြိတ်ရှင်းနေတာဩကြိတ်ရှင်းကြိတ်ရှင်းနေတာကိုအဲ့တိုင်မှုကတော့သွားပြောတဲ့အချိန်မှာဗျမ်းမီကကြားသွားတော့မှအခါတက်တယ်ကိုအကုန်ပြန်သွားအကုန်ပြန်သွားတော့ပြန်သွားတော့မှအဲ့ဘေးကပြန်လာတဲ့တဲ့င်းကိုသူ့ယောက်ျားဘိုးကြီးကပြန်ကြားတာဩအဲ့တော့တင်းပြီလေအေးကွာအမတ်ဆိုတိန်းသုံးတယ်သူမိမ့်မသွားမိမယ်တယောက်ယောက်သွားပြီးတော့ကဒီနေ့ကောင်းလာပြီ။ဟုတ်တယ်လေမင်းအခုကျန်နေမယ်ဘူကြီးရမယ်ဒီစောက်ချင်းနေရှိတာ။ပဆိုင်ရပြီးတော့ကိုလုံးမှာမင်းဒီ။အော်အဲ့လိုလား။အေးစွ။အဲ့ဒါမဟုတ်ထုံးတယ်ပဲ။တက်ထဲမှာဖြစ်နေကြတယ်။အေးအေးအေး။အင်းမင်းတက်ထဲ နေဘူးတော့အဲ့ဒီရပါ့။တည်တယ်တည်တယ်။ဟုတ်ပါဘူး။အလုံးမတူဘူးဆိုတော့ဒါမင်းချင်တာပဲနော်။อืม။အမင်းချင်လိုက်ဆိုတော့ယောက်ျားတယောက်ပဲဘယ်ခံနိုင်ရရှိနေမလဲနော်။အဲတော်သေးတာပေါ့တနတ်တွေပါရယူပြီးတော့နေလားလားဆိုပြီးတော့ဟုတ်လား။อืม။နေလားကတော့မပြတ်တက်လိုက်တာကံကောင်းတယ်ပြတ်တက်လိုက်ဒီတရားဒါပေမဲ့လည်းဒီအရာရှိဒီပူကြီးကသူလည်းပူကြီးပဲပူကြီးကအဲဥပဒေနဲ့ရှင်းပါမယ်ဥပဒေနဲ့ရှင်းပါမယ်ဆိုပြီးတော့အထက်ကို တိုင်ပါလေရောအဲအဲ့အဲ့မှာအဲ့မှာပြောပြန်စီပါအဲအဲအဲ့တော့ဘာလို့ဆိုဒီကောင်ကအဲ့လိုပေါ့ကိုတတိယဇောပွင့်ပြောသလိုမျိုးငပဲ့ကောင်မဟုတ်လို့อืมๆဟုတ်တယ်မလားကိုလေးဆိုကမင်းမင်းပါလားငါပါလားတပတ်စတော့တိရမှာရှင်းပါလေရှင်းပလိုက်ရအေးပေါ့နောက်တော့အဲ့ရောမူးကြောင်မူးကြောင်တိရတတ်မှာသွားအေးပေါ့နေရာမရတဲ့ကောင်ဂျောင်တို့ခံရတဲ့ကောင်อืมๆအဲ့လိုကောင်မလို့ तू อ่ะအေးပေါ့ဟိုကောင်ဟိုကောင်လည်းလုံရဲတာအဲ့ဒါကြောင့်လုံရဲအဲ့ဒါကြောင့်လုံရဲတာလေအာအာတိရမှာတရားဥပဒေကြောင်လည်းရှင်းမယ်ဆိုတော့ဟမ် ဟာထတ်ရှုပ်ပြန်ပြီလေထတ်ရှုပ်ပြန်ပြီနော်အဲ့ဒီပေါ့အေးပေါ့ဟာရှုံးမှာရှုံးမှာရှုံးမှာအဲ့လိုဖြစ်ကုန်တယ်တောင်းတော့ဘလုံးပြန်မှာမင်းရဘိုးကြီးကပြောတယ်ရဲပါတော့မရအေးဟုတ်လားတီသွားတော့ကြိတ်ပါလေကြိတ်ပါပါဘယ်ပါတော့အနည်းဆုံးတော့လက်တော့လာတော့ဘာတနခုနောက်ကောင်ပြောတနမပါတော့မအေးပေါ့ဟုတ်လားအေးပေါ့အဲ့ဒါကိုစားမရှိဝင်တဲ့ဥပဒေရရှင်းလို့ဆိုကြတာအေးပေါ့သွားပြီလေသွားပြီသွားအဲ့တော့ဘောလုံးပါအေးပေါ့ရေးကြရတော့อืมๆအေးဟုတ်လားဘိုးကြီးကဖြစ်တယ်ဘလို့ကြက်လာမှမသိတဲ့ပုံစံမျိုးနေမှာနော်ဟုတ်ကောင်လေးအနိုင်ကျင့်လို့ရတိုင်းကျင့်လို့ကောင်လေးကွာသူ့တငယ် ရင်းကလည်းဒီကောင်ဆောက်ယူမလို့မဲ့လောက်တော့သူမဲ့တော့เนาะမင်းမဟုတ်ရင်ပဲလုပ်အဲ့လောက်ရတော့သူပဲလုပ်ရလုပ်ရပါဘူးอืมเนาะအတိုင်တဲ့အခါမှာလုံးဝမတိုင်ဖို့ဆိုပြီးတော့တယင်းမှုနဲ့မလည်းသိရတယင်းမှုကတော့နာမည်လည်းသိရသူတို့နှစ်ယောက်ကနေပြီးတော့ဖျားပေးပါတယ်မတိုင်နဲ့ပေါ့เนาะอืมလုံးဝမတိုင်ပါနဲ့တိုင်လို့ရှိရင်ဘာဖြစ်မှညာဖြစ်မှာပေါ့ဗျာเนาะဒါလည်းမဟုတ်သေးဘူးเนาะနောက်ထပ်ဘယ်သူတွေကမှထပ်ပြီးတက်ဆွဲမှုလို့ခေါ်တာပေါ့ကျွန်တော်တို့ဒီအမြောက်တက်က မြောက်တက်ကဘုံဘူးကလည်းသူတို့ကိုခေါ်တွေ့ပြီးတော့မတိုင်မို့ဆိုပြီးတော့ပြောပါတယ်တဲ့။ဟုတ်မပြီးသေးဘူးဗျ။အော်ဘုံမဦးရဖားရနဲ့ဒုတိုင်မှုကိုယ်တိုင်ဆင်းလာအတိုင်မှုတွေကတော့ဘယ်တော့မှဆင်းမလာဘူးနော်။ဒီအရီမားဒီလိုပဲအတိုင်မှုတွေကဒုတိုင်မှုနဲ့လွတ်လပ်ထားပြီ။အဲဒီလိုပဲဒီနမခအပေါ့ကောင်းမဆိုတော့အမ်မဘခပါပေါ့ဗျာ။အဲသူတို့ကလည်းဒုတိုင်မှုကဆင်းလာတယ်။ဆင်းလာပြီးတော့မတိုင်ဖို့ပေါ့နော်။ PRP ပြောဆိုတယ်ပေါ့နော်။ကဲတိုင်မယ်ဆိုလို့ရှိရင် ခုဆိုလို့ရှိရင်ဘယ်လိုစီစဉ်လိုက်လဲဆိုတော့ဟိုဘက်ကတော့ခွင့်မလုပ်ဘူးနော်ဘူကြီးကတော့ခွင့်မလုပ်ဘူးသူမိမကိုဒါမျိုးမရင်းချင်းလိုက်တဲ့ဟာမချင်းမရင်းချင်းလိုက်ခြင်းကိုလုံးဝခွင့်မလုပ်ပါဘူးခွင့်မလုပ်တဲ့အကြောင်းမလို့ဘသူတွေပါပြောပြောတိုင်မယ်တိုင်ပါလေတိုင်လိုက်တဲ့အခါမှာတော့အဲ့ဒီဘူကြီးကဘယ်ဘွားရောက်သွားလဲဆိုတော့ချက်ချင်းလငယ်အရှိတန်းကိုပို့ပလိုက်ပါလားဟာโอเคအဲ့ဒါတက်တက်မှာလုံးဝမထားတော့ဘူးမင်းရှေ့တန်းသွားတော့ဟုတ်ပြီအဲ့ဒါကျွန်တော်တို့နော်တက်တဲမှာ နေရတဲ့ကျွန်တော်တို့ရဲဘော်တော်မဟုတ်ဘူးเนาะဘူကြီးဘူကြီးเนาะဘူကြီးတော်မှာဒီလိုရှည်တန်းပူခံနေဆိုတော့သူအထက်ကလူတွေကဘလောက်ထိတော်အာနာပါဝါတွေပြပြီးအောက်လက်ငယ်သားတွေကိုဟုတ်လားဖိနှိပ်ဆက်ဆံနေတယ်ဆိုတော့ခမည်းတော်တွေခမည်းတော်တွေဟုတ်ခမင်းစားကြီးခဲ့ခမည်းတော်တွေတည်တည်ဟုတ်တယ်ခမည်းတော်ကျွန်တော်တို့ခဏခဏပြောတယ်ခမည်းတော်လက်တစုစာအာနာရှင်ခမည်းတော်ကာကွယ်နေတာ တိုင်းပြည်ကာကွယ်နေတာမဟုတ်ဘူး။ကဲဒါတော့နော်ခင်ဗျာကျုပ်တို့ဘက်ကလော်တဲ့သတင်းမဟုတ်နော်ခင်ဗျားတို့စစ်တပ်ကိုအများအားဘောမရတဲ့ပြောင်ကြီးကိုယ်တိုင်ပြောတဲ့သတင်း။ဟုတ်တယ်။တော့ဘလောက်ရှက်ဖို့လဲကောင်းတယ်။တင်းမတမယုံမှုကိုကောင်းခင်ဗျားတို့စစ်တပ်ကတကယ်ကိုအပပပရှိအောင်အမေလည်းငါတို့ဆိုအခုကွာထားမလို့ဒါတော့ငါတို့ခြေရင်မဟုတ်သေးဘူးနော်။အင်း။မြဲလို့ရှေ့တန်းသွားတဲ့ဘာကြောင့်ဆိုအဲနောက်တန်းကြံတဲ့ကောင်တွေရောက်သေးမလားအဲ့မှာ။ ရဲပဲပဲကြံခဲ့တာလေအဲ့မှာဖောက်ပြန်တချို့ဆိုရင်ကြတော့ဘယ်လိုလဲဆိုတော့အစပြန်ပြောမယ်ဆိုတော့ဒီကမှာအဲ့လိုမျိုးဟိုသူများမရကြခိုးတဲ့ကောင်တွေဘာတွေရရှည်ထက်လိုက်သွားရင်ကောင်တွေကမိုင်းနေတာတော့ဖြစ်တယ်ဖြစ်တယ်အာအင်းဖြစ်သွားရင်သူပြက်သွားတယ်မလားပြက်သွားရင်အဲ့တက်ထဲမှာ RB ပြန်လောက်ရတယ်အင်း RB ပြန်လောက်ရင်ကမှာကင်းဆောင်ဘာညာနဲ့တော့ RB ပဲလောက်ရတယ်တော့အဲ့အပြက်ကဟိုကောင်တွေရှည်ထက်ပြန်ထွက်ရင်ပြန်လောက်တာပြန်လောက်တာအဲ့လိုရှုပ်ချက်ခတ်နေတဲ့ကိစ္စအများကြီးရတာဘာလို့စစ်သားတွေကဒီအချိန်မှာအနည်းဆုံးသွားရင်6လလောက်ပါလို့ဆိုတော့ကုန်ငတ်ပြတ်ပြီးတော့ ရှုပ်မောစကားတရားအေးပေါ်အေးအဲ့အားရရအကွက်တရားအစောရရှိရဒီမှာတောင်းတင်းကြတာနော်စီကန်းတင်းကြလည်းမရဘူးအမှန်ဆိုရင်ကွာတရားမျှတမှုရပြောမယ်ဆိုရင်ဒီမရင်းချင်းနဲ့ဘူယူရှီတန်းပို့ရမှာဟုတ်တယ်ဟုတ်တယ်နော်မရင်းချင်းနဲ့ဘူယူရှီတန်းပို့ရမယ်ဟာဘူးမရင်းချင်းခံရတဲ့ဒီမိမရဲ့ယောက်ျားဘူယူပို့တယ်ဆိုတော့အပပပို့တော့ဒီကွာတေတေပါလေတေပါပဲတေတော့မောင်တရားမကြတော့ဟိုကမှုရဆိုင်နေရတော့ ်မရင်းချင်းခံလိုက်ရတော့ဘုတ်ကြီးရဲ့မိမကတော့တက်တင်မှာပြီးနေခိုင်းလိုက်ပါပြီ။တက်ပြီးတော့နေခိုင်းလိုက်ပြီးတော့တိုင်သားတိုင်ချက်ကလည်းပြီးသွားပြီ။နော်တိုင်ချက်ကတိုင်သားပြီးသွားပြီ။တိုင်တဲ့ခါမှာတရခံဖြစ်တော့ဘုတ်ကြီးကျတို့ဒီဌာနခွဲဘုတ်ကြီးကတော့တက်မှာရှိနေပါလေ။ဖမ်းချုပ်ထားတယ်ဆိုပြီးတရခံအောင်တရခံလို့မထားပင်နဲ့နော်။အရာရှိရိတ်တာမှာသူ့မိမနဲ့အေးအေးဆေးဆေးပဲထားပါလေတဲ့နော်။အဲ့တော့ဒီတိုင်ချက်တွေအလုံးကိုခုကြားနာစစ်ဆေးနေတယ်။ တော့ကြားနာစစ်ဆေးတဲ့အခါမှာကြားနာစစ်ဆေးတဲ့အခါမှာဒီပေါ့ဘူကြီးကသူ့ရဲ့ထွက်ဆိုချက်တွေကိုအတည့်ရလို့ပေါ့တည့်ရလို့ဘူကြီးကအခုရှေ့တန်းရောက်နေတဲ့ကြောင့်မဟုတ်လို့ထွက်ဆိုချက်မှန်သမျှကိုရှေ့တဲ့အဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့သူတို့စိတ်ထဲကစိတ်ထဲကပါနော်စီမံတယ်လို့လှုပ်ဖို့ကြံစီနေတဲ့အတိုင်းအတာရှိပြီးတော့ဒီပေါ့မရင်းကျင်းလိုက်တော့ဘူကြီးကနော်ဟိုဒီ တော့မရင်းချင်းလည်းပြုတ်လို့မရဘူးဗျာကာမလိန်လေပြီးယူလိုက်တဲ့နော်ဘိုကြီးကအဲဘိုကြီးကအခုခုရှင်ဆိုင်နေရတယ်နော်အဲ့တော့ဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့ဟိုပေါ့ပေါ့ပြပြနဲ့လောက်လိုက်လို့ရှိရင်တော့တရားခံကတော့လွတ်သွားမှာဗျာဒီတရားခံကိုကျွန်တော်တို့ဆက်လက်လေ့လာကြည့်တဲ့အခါမှာအတရားခံကလည်းနေတော့အကောင်မဟုတ်ပဲနော်တရားခံကနေတော့အကောင်မဟုတ်ဘူးဘုသူ့ရဲ့တာဖြစ်နေတယ်ဆိုတဲ့ခါကြတော့နော်အာသူကရဲချုပ်ဟောင်းတယ်နော်ဘူချုပ်တန်းလိုက်ရဲ့ တမတ်ဖြစ်နေတယ်อืมอ๋ออืมอ่าอย่ารู้ก็ได้จี้တယ်ဝေရလဲရှင်ပုံရပါတယ်เนาะအဲ့တော့ဒီပြဿနာကအခုဖြစ်နေတယ်ခင်ဗျားတို့မယုံလို့ရှိအိုက်တက်မှာစုံစမ်းမှာဖြစ်ရတယ်ဒီသတင်းကိုကျွန်တော်စားပြီးရတဲ့အချိန်မှာအမ်ကျွန်တော်တော့မှပဲပြောရမှာပုဂ္ဂိုလ်ပြန်စဉ်းစားရတယ်ငါတူရမုန်းခံနိုင်လားအင်းเนาะဟုတ်ပြီအမှန်တရားတက်ငါမုန်းခံဖို့လည်းဝေမလေးဘူးခင်ဗျားတို့ချစ်ချင်းမုန်းခြင်းပုံမှာကျွန်တော်စိတ်ဝင်စားတာမဟုတ်ဘူးကျွန်တော်အဲ့လောက်ကချက်ပြောပြပါရပဲอืม ဒီနီပိန်းတော်လန်ရေးမှလဲခင်ဗျားတို့ဒီအစိမ့်နေနော်ဒီမျိုးသားမိုင်းနဲ့ကျုပ်ရက်တည်တာကခင်ဗျားနဲ့ပတ်သက်ချင်လို့မဟုတ်ဘူးမတရားတာမြင်တော့ခင်ဗျားဘက်ကရက်တည်တာဖြစ်တယ်လို့ငုံမင်းကြံတာရောမှန်တယ်ဘာလို့မှလာမျိုးရေနော်ငါအကောင်းသားတော်ပဲနီပိန်းလို့ပြောတာတော့တော်တော်လေးဖြစ်တယ်ဟုတ်လို့အဲ့လိုငါပြောချင်တာကဘာလဲဆိုတော့တော်ကအခြေအနေရက်မကောင်းလို့မကောင်းတော့မကောင်းတဲ့အချိန်မှာ तू ဘယ်လိုပြောမလဲကာလို့ရအောင်လို့သူ့ဘက်ကဟာကို तू ပြန်တောက်ကြအခုတော့လို့တာပဲပြောလို့ဆိုတော့အဲ့ဒါအမှန်တရားဒီတင်းက तू ဘောမတယောက်ဆိုရင် ပြောပြောစရာအကြောင်းမရှိဘူးဘယ်သူမှလည်းမတက်ဘူးအဲ့ဒီကနေကဟုတ်တယ်ဒါပေမဲ့သူတစ်ယောက်သူ့ကိုလည်းဟိုကလှမ်းပြီးတော့ပြောလို့ဟိုကလည်းမင်းသူ့တစ်ယောက်တည်းတော့ပြောမှာမဟုတ်ဘူးကဇော်ဘုံကြီးဘောလည်းပြောရင်ပြောမှာအေးအေးပါရောနော်ပြောတဲ့ပြောမှာပြောမှာကဘုံမကြီးတော်တော်များများဟုတ်တယ်ဒီတရင်ကလှမ်းပို့ဖို့လှမ်းပို့ပါရှိရနော်ဟာဒါပေမဲ့ဒီကောင်ကအခုကပြောင်းနေတာမြင်တယ်မှာကာပါယူလို့ရအောင်ဒီအောင်ဒီတရင်ကိုသူခုတော့လုံပြီးတော့နာမည်ဟောင်းဝင်ယူတာအာသူအမှန်တည်းပြောပါတယ်ဗောအင်းအင်း အာဒါပဲမဟုတ်ဘူးနောက်ပြန်ကြတော့မပြန်ဘူးတော့ဟုတ်ကဲ့ပါဒါတော့နောက်ပါပြီးတော့ကျွန်တော်တို့အရှိမပြောသလိုပဲဟုတ်ကဲ့ကြည့်တော့အမနော်အရှိမပြောခဲ့သလိုပဲတော့အခုမတိန်ချင်းလိုက်တဲ့ဘူမူကဘူကြီးပေါ့နော်ဘူကြီးကဘူကြီးကသူကဒီအရာရှိရဲ့တမရဲကျုပ်ရဲကျုပ်ဟောရဲ့တမဖြစ်နေရဲ့တမဖြစ်နေရဲ့နော်နော်အဲ့တော့ကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့ဘာဆက်လို့ကြပါမလဲခင်ဗျားတို့ဟုတ် ဲလူဒီအာနာရှင်လက်တဆောလက်တဆောခမောက်တွေဆက်ပြီးတော့ကာွယ်ပေးနေမှာလားတိုင်းပြည်ကိုတကယ်ချစ်တယ်တကယ်တန်ဖိုးထားတယ်အမှန်တရားကိုတကယ်မြတ်လို့တယ်ဆိုရင် ခမောက်တွေအမြန်ဆုံးအလင်းဝင်ကြပါတော့ကျွန်တော်ပြောချင်တယ်ဗျာโอเคပါ ကိုဆောင်တဲ့ရေကိုဘိုးလေးအဲကျွန်တော်တို့ကိုဆောင်တဲ့ယူရတဲ့တရင်လေးကရီလေးရှိရတယ်အင်မတန်မှရှုပ်ထွေးနနေတဲ့အမူကြီးလည်းဖြစ်တယ်ဒီအမူကြီးအဲနောက်နေ့ရေများဒီအခုထပ်ပြီးပါလာရင်တော့ကျွန်တော်ဆက်လွယ်ဒီမူကိုဆက်လက်လိုက်ပါမယ်လို့ပြောကြရင်လည်းအဲဒီညထိုင်းစံတော်ကြီး၈နာရီမြန်မာစံတော်ကြီး9နာရီဘက်မှာလာမယ်ကျွန်တော်တို့တငယ်ချင်းတွေရဲ့အဲအုတ်ကြီးဆိုတာဒီလိုပါဆိုတော့ကျွန်တော်ဇလန်တူလေးကိုဆက်လက်ဆောင်ဖို့ကြိုးစားအားပေးကြပါဦးလို့ပြောကြရင်လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ